တင်းကျင်ဘာဒီလောက်တော့ရှုံမဲ့နေရလဲကြည့်ပါဦးမျက်နှာပေါ်မှာအရေးအကြောင်းတွေအောင်ထင်ကုန်တော့မယ်ပြောပါဦးဘာဒီလောက်ရှုံမဲ့ညာသူကဒီကောကောလာဟာလာပြင်းနေအားချောင်းနေလဲပါတယ်ဟုတ်တယ်ရောမဟုတ်တယ်ရောဆွဆွကိုခတ်တယ်ကြည်င်းနဲ့ပြောတော့ဆင်းနေပါတယ်ဟုတ်ပြန်ရလဲစိတ်တကြဆယ်မလို့ပါဘူးသူတို့ကရေးမှာပေါ့ပြီးတော့မင်းကနာမည်ကြီးနေရပြီလေအဲ့ရောသူတို့ကမင်းချောင်းဆိုရင်စိတ်ဝင်စားမယ်စိတ်ဝင်စားပြီးတော့အခုလိုကြီးอ่ะစမ်းလို့မစမ်းပါဘူးကွာမင်းပြောသလိုပါပဲငါတစ်ခါကြီးကြရတယ်ဒါကြီးမတွေးစုံတာပေါ့ထားရပါတယ်ဟုတ်တယ်နော်ဒါပေါ့အဲ့ ခုနမင်းပြောလိုက်တယ်နော်ငါမျက်နှာမှာရေချောင်းလို့ဆိုအရင်များနေလားအရင်များနေဆိုရင်မတို့ကိုတောက်တော့ထောက်အောင်ဟာအရင်တော့မများပါဘူးပြီးတော့စေးထိုးကြလည်းမလိုပါဘူးအဲတကယ်လို့အရေးချောင်းလေးနည်းနည်းလေးပေါ်လာခဲ့မယ်အရေးချောင်းလေးရှိနေခဲ့မယ်ဆိုလို့ရှိရင်ငါတို့ဒါကိုစေးမထိုးဘဲနဲ့နောက်ထပ်ပျောက်ကင်းအောင်ကုသလို့ရတယ်နီလန်နေအများကြီးရှိရဲကွာအဲ့တော့အဲ့နီလန်နေစိတ်ဝင်စားရဆိုရင်ဆရာပြောင်းတောင်းကြည့်လိုက်လေနေစနေမဲ့အကြောင်းညာတော့ ကျွန်တော်တို့ဒီအသက်ရွယ်ရလာတဲ့အခါမှာအသားရည်ပရည်တွန်းတာနော်အဲ့ဒါတွေကိုကျွန်တော်တို့တဘာဝအနည်းနဲ့ဘယ်လိုများရှင်းနေအောင်လုပ်လို့ရမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်။အဲကျွန်တော်အသက်ရွယ်ရလာတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျက်ခွန်အောက်မှာမျက်စိတောက်မှာဆိုလို့ရှိရင်ပရည်တွန်းလာတယ်။တချို့ဆိုလို့ရှိရင်လည်းအဲကြီးကန်းခြေတော်ဖြစ်တယ်ဆိုပြီးတော့လည်းတင်စားကြပါတယ်။အဲ့လိုဖြစ်လာတဲ့အခါမှာအလားပါနဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်ထိခိုက်မှုတွေရှိတယ်ဒီပေါ်မှာလည်း စိတ်မတားမနေရဖြစ်ကြပါဘူး။အခုကျွန်တော်တို့ကတဘာဝနည်းနဲ့ဘယ်လိုများလုပ်လို့ရမလဲ၊ကိုယ်ရင်မှာပေါ့နော်။အဲဒီကိုဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီစပီဒီရဲ့အစီကိုတုံလင်းပေးထားမယ်ဆိုလို့ရှိရင်လည်းပေါ့နော်အချိန်ကလာနဲ့အမျှသူပုံမှန်လေးလုပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရေးကြောင်းနေပရီတွနာတွေကတက်တာမှာကိုကျွန်တော်တို့တွေ့ရှိရပါတယ်။နောက်တစ်ခုကတော့လူသိများတဲ့เนาะဗိုက်တာမင် E ပေါ့เนาะအချို့လည်းဒီဗိုက်တာမင် E ကို တချို့ကလည်းအစာတောက်တွေနဲ့စားတယ်တချို့ကလည်းဗီတာမင် E ကပ်ဆူးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုတောက်ကြတယ်ဆိုတော့ဒါဆိုလို့ရှိရင်ဗီတာမင် E ရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်အရည်ပြားမှာပေါ့နော်ဒီအသားရည်ကိုကောင်းစေပါတယ်ရည်ဓာတ်ဆုံးရှုံးမှုကိုလည်းသူကကာကွယ်ပေးပါတယ်နောက်အသားရည်တွေကိုတင်းစေပါတယ်ဒါဗီတာမင် E ရဆိုလို့ရှိရင်ကျွန်တော်တို့အဲမျိုးဝဲတင်ပါတယ်ဒါမှကျွန်တော်တို့ကဆိုလို့ရှိရင် ခုနပြောတဲ့ဒီအရေးချောင်းတွေအရေးတွန့်တာတွေကိုကျွန်တော်တို့ကာကွယ်နိုင်မယ်ညှော်နေအောင်ကျွန်တော်တို့လုပ်လို့ရမှာဖြစ်ပါတယ် အဲနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အုံးစီပေါ့နော်အဲဖြစ်တဲ့ပေတုံးတဲ့နေရာလေးကိုကျွန်တော်တို့အုံးစီလေးတုတ်လိမ့်ပေးမယ်ဆိုလို့ရှိရင်လည်းညွန်နေတယ်ဆိုပြီးတော့လည်းသူ့တင်နာတွရှိချက်ဒီမှာတွေ့ရပါတယ်။နောက်ချက်အနေနဲ့ကျွန်တော်တို့ဒီထောဘက်တီးပေါ့နော်တခါချောလဲထောဘက်အစီပေါ့အဲဖြစ်တဲ့နေရာလေးမှာထောဘက်တီးလေးတုတ်ပေးတာတော့ဘာလဲ။ဒါမှထောဘက်စီကိုကျွန်တော်တို့တုတ်ပေးမယ်ဆိုရင်လည်းတတ်တာလေညွန်နေတယ်ဆိုပြီးတော့လည်းပြောကြပါမယ်။အခြေချောင်းတွေကိုဖြည့်ဆည်းနိုင်တဲ့အရာတွေကလည်းပဲ တော်တော်လေးယူရှင်းနေနော်လိုအပ်ဖြစ်အုံးစီတို့တပြစ်သီးတို့ဆိုတော့ငါတို့နားရီမှာလည်းရနေအရာတွေဆိုတော့လိုအပ်ဖြစ်ဒါရီဆိုလို့ရှိရင်ပတ်ဆက်ကုန်ကြခံရလည်းပဲဖိုတောက်ထိုးနေကြလို့ပေါ့လည်းဒီရနေအရာတွေပေါ့အဲနောက်တစ်ခုအနေနဲ့ကတော့အချို့လည်းလှုပ်တော့လှုပ်ဖူးလိမ့်မယ်ထင်တယ်နော်ကျွန်တော်တို့ဒီသခွားသီးပေါ့နော်အဲသခွားသီးကိုဆက်စစ်လေးလီးပြီးတော့ အဲမြက်ကွင်းပြီးနောက်မှာအုံထားပြီးမယ်ပေါ့နော်။ဒါပေမဲ့အဲတခွားရေလေးကိုကျွန်တော်တုတ်လေးမိမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါတွေကိုတတ်တာစီရင်တခါကျရင်ဒီကဒီမြက်ခွင်းမိုးနေတာတွေမလှတာတွေဖြစ်တတ်ပါဘူး။အဲဒါလေးဆိုလို့ရှိရင်အဲဒါလေးတွေအုပ်ပေးထားခြင်းအဖြစ်လည်းတတ်တာတွေဆိုလို့ပြောကြပါဘူး။အဲနောက်တစ်ခုကကျွန်တော်တို့ဒီလေမော်ဒီပေါ့နော်။အဲလေမော်ဒီရဲ့ဒါမို့လေမော်ဒီ juice ပေါ့။အဲ juice ကိုလည်းကျွန်တော်တို့ကခွန်လေးနဲ့စိမ့်ပြီးတော့နေတိုင်းပေါ့တနေ့ကိုမနေ့ကညချင်းတော့တုတ်ပေးမယ်ဆိုရင်လည်းအဲတတ်တာပြီးတော့ညော်နေတယ်ဆိုပြီးတော့ပြောကြပါဘူး။ နောက်ချက်အနေနဲ့ကျွန်တော်တို့ကျက်စုစီပေါ့နော်ကျက်စုစီကလည်းကျွန်တော်တို့ဒီ anti aging ပေါ့အသက်ဇရာကြောင်းဖြစ်လာတဲ့အသက်ကြီးကြောင်းဖြစ်လာတဲ့ဒီဟာကိုလည်းကာဝယ်ပေးတယ်ဆိုပြီးတော့လည်းသူပြောပါတယ်အဲဒီခါကျရင်ကျွန်တော်တို့ဒီကျက်စုစီကိုတော့ကျွန်တော်ညနေပိုင်းမှာတုံ့နေနေမယ်ဆိုရင်ပုံပြီးတင့်တော်တယ်တစ်ဘက်ကိုနှစ်ချိန်လောက်လုပ်မယ်ဆိုရင်ဒါတွေတက်တာတော့ကျွန်တော်တို့တွေးရှိရပါတယ်ဥမာအဖြစ်ကျွန်တော်တို့ဒီအစားအသောက်ကိုဂျမိုင်းညောင်းစားမယ်အေးဝါအောင်အိမ်မယ်အဲကျွန်တော်တို့ဒီရေရှွမ်းတိတွေကိုစားမယ်ရေကိုပြပြဝဝတောက်မယ် အနားယူမယ်ပေါ့နော်အဲစသဖြင့်အားကစားလုပ်မယ်ဒါပေဆိုရင်ကျွန်တော်တို့ဒါတွေမဖြစ်အောင်လေကျွန်တော်ညှော်နေအောင်လုပ်လို့ရတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့စိတ်တောက်တော်ကိုရှောင်တင်တယ်အရက်တောက်တာကိုလည်းကျွန်တော်တို့ရှောင်တင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီပရင်ကြီးတွန့်အောင်လေတန်တန်တော့ညှော်နေစီရယ်ဆိုပြီးပြောပါတယ်အကယ်၍များကျွန်တော်တို့ဒီအရန်နေဘူးတဲ့ချိန်မှာဆိုလဲကျွန်တော်နေဘူးတဲ့မခံမဲနဲ့နေမယ်ဆိုရင်လဲ ပေါ့နော်တင်းတင်းလျောက်ပန်းအောင်ဟိုပေါ့ကာကွယ်ပြီးနေမယ်ဆိုရင်လည်းဒါတွေမဖြစ်အောင်ကာကွယ်လို့ရပါတယ်အထက်ပါဆင်းနေွားတဲ့အကြောင်းအရာတွေကျွန်တော်တို့ဒီပရေတွန့်တာတွေပေါ့နော်တရေနော်ဒီအရေးပြအရေးချောင်းထင်တာတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ညှော်နေအောင်လုပ်လို့ရတဲ့သဘာဝအနေနဲ့ဖြစ်ပါတယ်အော်ဒီနေ့လည်းတည်သွားပြီဆိုတော့ဒါရီဒီနေ့တိုင်းပဲတခြားလောက်ကြည့်ကြတာပေါ့ငါထင်တော့ဒီနေ့ကချက်ချင်းတိုင်းကြီးအရေးဆောင်တွေပြောက်သွားမှာတော့ဟုတ်ကဲ့တခြားစနစ်တခြားလုံးမယ်ဆိုလို့ရှိရင်တော့တည်တသာရောက်တော့မှာဖြစ်တယ် ဟုတ်တော့ဗောပြီးတော့ဒီနီလန်းနေရာလေးပြောရမယ်ဆိုလို့ရှိရင်အရန်လွယ်ကူတယ်ပြီးတော့မိမိရဲ့လလန်းမီရဲ့နေရာမှာဒီပစ္စည်းတွေနဲ့လုပ်လို့ရတယ်နောက်တစ်ခါကျတော့ဘေးရွက်ဆိုးကျိုးတွေမရှိဘူးဒါအရန်ကောင်းတဲ့အစီအစဉ်ပေါ့နော် ပြည်သူများခင်ဗျာဒီနေ့ half a season တက်ဆက်ပေးခဲ့ရဆိုလို့ရှင်အလှပကြိုက်တဲ့ပြည်သက်တွေအတွက်မျက်နာနဲ့ပြီးရခါမှာကျွန်တော်တို့နှစ်ဖူးမြင်ပေါ်မှာရှိတဲ့အရေးအကြောင်းတွေကိုဘယ်လိုနည်းလမ်းတွေအသုံးပြုပြီးတော့ဖယ်ရှားလို့ရမယ်ဆိုတဲ့အကြောင်းတွေကိုပြောပြပေးခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကိုပြည်သူများလိုက်လုပ်ပြီးတော့ကျွန်တော်ပုံမှုပြီးတော့ကြားမှာပြီးပုံမှုပြီးလှပပြီးတော့အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားပေးကြည့်ရပြည်သူများအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်မနေ့ဖြန်ပြလာခဲ့ပါမယ်ကျွန်တော်ပြည်သူများအားလုံးပဲတတားတတား